ပျော်ရွှင်မှုကဘယ်မှာလဲငါဘရောမှပျော်ရွှင်ရမှာလဲတယောက်တည်းအထီးကျန်ပြီးစိတ်ညစ်နေတဲ့သူကမနှက်ဖန်တငယ်ချင်းတွေနဲ့တွေ့ရင်တော့ပြောမှာပဲဆိုပြီးမနှက်ဖန်ကိုစောင့်တယ်မနှက်ဖန်တငယ်ချင်းတွေနဲ့တွေ့ပြီးသွားတော့တယောက်တည်းပြန်ဖြစ်သွားချိန်မှာပျော်ရွှင်မှုဟာပျောက်ဆုံးသွားပြန်တယ်လက်ကုံလုံးလက်စာထုတ်ပြီးတစ်ပတ်နှစ်ပတ်အကြာပိတ်ဆံတွေပြန်ကုန်သွားချိန်မှာပျော်ရွှင်ရှင်းဟာမရှိတော့ပြန်ပါဘူးလူတွေရဲ့အားပေးမှုရှိခင်မှုကို လိုအပ်နေတဲ့သူကကိုယ့်ကိုလူတွေရှစ်ခင်အပြစ်လာမဲ့အချိန်ကိုစောင့်မျှော်တယ်။ကိုယ့်ကိုလူတွေကအမေးရှစ်ခင်မှုကိုပြပင်းနေမှာမဟုတ်မှန်သိသွားတဲ့နောက်ပျော်ရွှင်မှုဟာအမေးမရနိုင်ဘူးဆိုပြီးစိတ်ညစ်ပြန်တယ်။တကယ်လို့တင်ဟာငါလက်ရှိမှာမပြောနိုင်သေးပေမဲ့မနှက်ဖြန်တပတ်ခါနောက်အနာဂတ်မှာတော့ပြောလာမှာပါလို့ထင်နေရင်တော့မှားသွားပါလိမ့်မယ်။ပျော်ရွှင်ရှင်ဆိုတာပန်းနိုင်တစ်ခုအနေနဲ့သတ်မှတ်ပြီးပုံပြင်တွေထဲကလို့ ဇက်သိန်းတို့ပြိုရှင်စွာနေထိုင်သွားလေသည်ဆိုပြီးပြိုရှင်စွာနေနိုင်မဲ့ရက်ကိုစောင့်မျှော်နေရတာမျိုးမဟုတ်ပါဘူးပြိုရှင်ရှင်ဆိုတာနေ့စဉ်ဘဝမှာကိုကိုကိုတောင်းဝန်တိတက်စွာနေထိုင်ရင်းနဲ့လက်ရှိအချိန်မှာပဲအခက်ခဲတွေနဲ့အတူပြိုရှင်စွာနေတတ်အောင် ကြင့်ကြံသွားရမယ့်အရာပါကိုကိုကိုတောင်းဝန်တိတက်စွာနေထိုင်နေဆိုတာကိုကကိုကိုကိုအထီးကျန်နေလို့ခံစားရတဲ့အခါငါ့ကိုတငင်ချင်းတွေမခင်လို့ငါအထီးကျန်နေတာလို့မတွေ့ပဲ ငါအနေနဲ့ကိုကိုကိုတငယ်ချင်းကောင်းတယောက်ဖြစ်အောင်အရင်စ조사နေထိုင်မေးဆိုရင်တငယ်ချင်းကောင်းတွေရှိလာမှာပါဒီလိုတငယ်ချင်းကောင်းတွေရှိလာတဲ့အခါငါပေါ်ပြီးပြူရှင်အောင်နေတတ်လာမှာပဲလို့စဉ်းစားနေထိုင်တာမျိုးငါမှပိတ်ဆံမရှိလို့အမေးစိတ်ညစ်နေရပြီးပြူရှင်အောင်နေဖို့ဘလို့မှတွေးမရဘူးလို့စဉ်းစားမဲ့အစားငါရတဲ့လက္ခဏာနဲ့မျက်တောက်အောင်ဘလို့တုံးရမလဲလို့ဉာဏ်ပညာရှိရှိဆင်ရှင်ပြီးဝင်ငွေနဲ့ထွက်ငွေမျက်တောက်အောင်တုံးနိုင်လာရင် ငါပြုရှင်အောင်ပေါ်စဉ်းစားနေထိုင်တတ်လာမှာပဲလို့တွေးတာမျိုးပြုရှင်ရှင်ဆိုတာတင့်ဘေးကအရာတွေပေါ်မှာသွားရှာရမှာတဲ့တင့်ကိုတင်စီမှာအဓိကရှာရမှာပါကိုဘွားကို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 တောင်းဝန်တိတိကောင်းမွန်အောင် ပြုပြင်နေထိုင်လို့တဲ့ဉာဏ်ပညာနဲ့အတူအနာဂတ်ကိုစောင့်မျှော်မနေပဲလက်ရှိအချိန်မှာပဲပြိုအောင်နေလိုက်မယ်ဆိုတဲ့ဆုံးဖြတ်ချက်အဲ့ဒီနှစ်ခုစုံတဲ့အချိန်ဟာတင်ပျော်ရွှင်မဲ့အချိန်ဖြစ်မှာပါ